တော့စနစ်မှာဘုရုပ်ကြီးလေးလို့တော့ဘူးဟုတ်အစီထိုးတဲ့ကာလတိတ်မတင်းမင်းမှာပထမအတွင်ပြောင်းဆိုရတာပြီးတော့တော့ဒုတိယအတွင်ပြောင်းတဲ့အဆိုရကတောင်ကိုကြီးကြီးယူဖြစ်ခရဒီဘက်ရောက်တဲ့ခါကျတော့တော့ဒီလေးတော့ပါတယ်တော့တော့ကိုစလေးမပါဘူးအဲ NCA မှာက၃ခုလေ ကျွန်တော်လည်းမြင်နေတာတတ်မလို့တော်တော်ဆိုရအောင်အဲ့ဒီဘက်ကတချမ်းတော့ကျွန်တော်က EU ဆိုတဲ့ဘက်ကပါအဲ့တော့ UPD EC ရဲ့အစည်းအဝေးမလုပ်နိုင်တဲ့နောက်ကလာပါဘူးညီလာခံတွေဖြစ်ဖို့ခက်တာသူရဲ့ process အဲ့တော့လုပ်ငန်းကနှီးသွားအဲ့တော့ဒီမှာနိုင်ငံရဲ့ကံကြမ္မာအရာလို့ပြောပြောဒါပေမဲ့တခုကျွန်တော်ပြစ်တင်တာတော့ကျွန်တော်တို့ကဆုံးဖြတ်ချက် အချိန်နဲ့အချိန်ကပြီးတဲ့တနည်းအားဖြင့်ကာလတစ်ခုနဲ့အချိန်ကိတ်ဆုံးဖြတ်တတ်တဲ့ဟောတာကြီးဆုံးဖြတ်တတ်တဲ့ဟောတာကပညာဉာဏ်ဖို့ဓာတ်လို့အချိန်ကိတ်ဆုံးဖြတ်တတ်ဖို့လုံငန်းတစ်ခုရဲ့တန်ဖိုးအကြီးအသေးဖို့အမတန်ကိုမှတန်အောင်ကြီးရတန်ဖိုးကြီးတဲ့ငင်းကြရဲ့လုပ်ငန်းစီပုံလည်းပြတန်ဖိုးကြီးကြီးကျွန်တော်ဖေးလိုက်ပါ ဲ့တော့စနစ်တကာလာရဲ့ခီးကိုပြောချင်တယ်အချိန်တော့ခီးမပေါ့အဲ့ဒါ timing ကို timing timely decision အဲ့ဒါမပြီးလိုက်နိုင် so အဲ့ဒီဟာပြန်ရှိပြီခင်ဗျားတို့ကျွန်တော်တို့နောက်ကြောင်းပြန်အဲ့တော့ MCA ဒီပြစ်ခတ်ရမယ်နိုင်ငံတော်ကြီးကိုနိုင်ငံတော်အစ်တစ်ဖြစ် Federal Democracy ကိုတွားမယ်ဆိုရင်လမ်းကြောင်းကိုစပြီးတော့အဲ့တော့လမ်းကြောင်းကိုပေးတဲ့ဥစ္စာ Democracy နဲ့ Federal နိုင်ငံတော် ဟိုလက်ရှိရှိနေတဲ့ဖွဲ့စည်းပုံဖြစ်တာဥပဒေအရင်ရှိခဲ့တဲ့ဖွဲ့စည်းပုံဖြစ်တာဥပဒေပြန်ကြည့်ကျွန်တော်နိုင်ငံတစ်ခုလုံးကဘာကိုသွားကျင်လဲလွတ်လပ်ရေးခီဥပဒေကစနော်စစ်မှန်တဲ့ဖက်ဒရယ်နိုင်ငံကိုသွားကျင်လဲဆိုရည်ရွယ်ချက်နဲ့နော်ရှမ်းရှင်းစသဖြင့်တောင်တန်းကိုပေါင်းကြကြအဲ့တော့ပင်လုံးဒီအခရာကြပင်လုံးအလွန်၄၀ခွန်း84ဖွဲ့စည်းပုံ2000ဖြည့်ဖွဲ့စည်းပုံ ့2000ချစ်ကိုရောက်မှာရေးရေးလေးပေးတာရှိတယ်။ဇရာတင်းနဲ့ရှိမဟုတ်လားဖက်ဒရယ်နဲ့ပတ်သက်လို့ကိုပိုင်အုပ်ချုပ်ကိုပိုင်ပြတ်ထန်းခွင့်ဆိုတော့ပြည်နယ်လွတ်တော်အတိုင်းအတွက်တို့အုပ်ချုပ်ခွင့်ကိုသမ္မတကြီးကပေးတယ်။260ချစ်တယ်။သူတို့ပြန်ကြည့်ရင်ရေးရေးလေးတော့ဖက်ဒရယ်ဘက်ကသွားတော့လေပဲမလုံလောက်သေးဘူးဆိုတဲ့အုပ်ဆံလေးရှိတော့ပစိပုန်ချေကအုပ်လို့ပြင်ဖို့စူးစမ်းကြတယ်။တွတ်တော်တွင်အဖတ်တော်တွင်ကျင်လာအမှန်တကယ်ကြီးလို့ဆိုတော့ဖြစ်တော့တွတ်တော်ပြင်ပါ ် NCA ကလည်းပို့လာဖို့ရနှစ်နှစ်နီးပါးတော့မှာအဲ့တော့အဓိက NCA ကြီးဥတီချက်ကြီးအဓိကရက်မယ်နော်အဓိကရက်ပြီးရင် demarcation ဆိုတာပြောသွားတယ်မှန်တယ်အဲ့ဒါနဲ့တစ်ဆက်ချင်းဘာလို့ရအောင်လဲဆိုရင်ခုနကကျွန်တော်တို့ပြောတယ် Federal Democracy နိုင်ငံတော်တွားနိုင်အောင်အခြေခံဥပဒေကပြောင်းပေးနိုင်တာအဲ့ဒီဟာလေးကို decision ပေးနိုင်တဲ့ကာလလေးမှာပေးမယ့်ပုံကိုပူပါသွားမှာကြောက်တယ်ဟုတ်တိုင်းသားကိုပိုင်ခွင့်ကိုပိုင်အုပ်ချုပ်ပိုင်ခွင့်တထမ်းပိုင်ခွင့်ကိုဥတွေပြုရမယ် ဟုတ်လားကိုပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ဥစ္စာလို့ပေါ့တော်နိုမတ်စ်ကိုကြီးကြီးမားမားပေးရမယ်အဲ့ဒါကိုဘာပေါ်လဲအိန္ဒိယသမ္မတကြီးကဆိုအိန္ဒိယမှာဘလောက်ကြီးတဲ့အတိုင်းဒီကမ္ဘာမှာအကြီးဆုံး1.4ဘီလီယံရှိတဲ့ဟုတ်လား22မျိုးသောလူတွေကဘာသာစကားကိုရုံးသုံးသတ်မှတ်ထားတယ်2500ကျော် linguistic မတူတဲ့ language အဲ့ဒီလိုနိုင်ငံကိုတောင်မှကြီးမားတဲ့ federal နိုင်ငံဖြစ်ပုံသွင်းနိုင်လို့ရှိရင်ကျွန်တော်နိုင်ငံဆိုတော့တည်တည်လေးပါဒါပေမဲ့ပထမနိုင်ငံရေးစရေးရတော့အရေးကြီးတဲ့နိုင်ငံမှာကြာနေတာ ဆိုဒီဟာလေးကိုကျွန်တော်ပြောတာကပြီးခဲ့တဲ့စနစ်တာကာလမှာဘာကြောင့်ရှင်ကျိကျွန်တော်စုံချက်ရတဲ့ခုရေးရုံမပေးနိုင်ဖြစ်တာ dramatic change ဖြစ်တယ်အခုကျွန်တော် EPE ဒီဖြစ်လာအခုကြာအပိုင်းတင်းနေသုံးရှိတယ်ဗျာကျွန်များဖွဲ့စည်းပုံချိန်ကဥပဒေကိုပြင်ဖို့အတွက်မထီရောက်ဘူးဘလောက်ရကိုင်းလို့ထီရောက်ဘူးအခုသုံးစီ၄၀သုံးချက်ကျွန်တော်လုပ်ပြီထီရောက်ဘူးချိန်ကောင်းဥပဒေအခြေခံမူကစပြီးကျွန်တော်တို့အခုဒီ နတ်ဆက်ကကလာမှာနှိမ့်လာနိုင်တာရှိတယ်။အဲဒါဆိုရင်53ချက်လောက်ကြာတယ်။နောက်5ချက်6ချက်ကြာတာလား။ဒါတွေကိုလည်းတက်မလို့ကခွေးကြည့်ကြအာမခံ။ဟုတ်လား။ကိုယ့်ဘက်ကအပိုင်း1နဲ့3ဆိုတာရှိတယ်။ဒါတွေကိုညီလာခံကဆုံးဖြတ်ထားတာကိုဘလို့ပြုစည်းမှုမှာအစာသွင်းမှာ။အဲ့တော့ခင်ဗျားတို့ပြုစည်းပုံချိန်ကဥပဒေကိုလောက်ဖို့ဆိုတော့ဘယ်လောက်ကြာလဲ။1963မှာညီလာခံလည်းကြာ။ခင်ဗျားတို့ကျွန်တော်တို့ဒီနေ့သိကြတယ်။ငါချိန်ကမူတရား၄ချက်ကိုဟုတ်လား။ပညာရှင်10ပွဲကိုပေါင်းပြီးခါမှာဒါကြီးကိုဖြစ်ဖြစ်လာတဲ့ဥစ္စာတွေ။ အဲ့ကျွန်တော်ဒီဖွင့်စည်းပုံချက်ကတဲ့ငယ်ရောပတ်တဲ့ Federal Democracy အခြေခံလူတွေပါတဲ့ဖွင့်စည်းပုံဖြစ်အောင်ကြိုးစားရအောင်အဲ့ဒါ NCA ညီအဲ့လိုဖြစ်ဖို့အတွက်လက်နက်ကင်တဲ့ဖွင့်စည်းတွေအားလုံးနှီးပါတော့ပါတဲ့ဆွေးနွေးကြည့်ထူတာအဲ့ဒီမှာခုနကပြောင်းတင်းပြောင်းထိုက်တာကိုပြောင်းဖို့လိုအပ်တယ်။ဘာကြောင့်လဲနဲ့ကင်တယ်လေဆိုရင်တော့အခြေခံဥပဒေအရပြတ်တန်းချက်တခုလိုလို့အာမခံချက်တခုလို့ အခြေခံဥပဒေကပေးမှပဲလက်နက်ကင်ရဲ့ root cause ကိုရှင်းနိုင်တယ်အဲ့တော့အခြေခံဥပဒေဒီအဖြေကြဘယ်လိုပြုပြင်ကြမှာဟုတ်ဘူးလားအဲ့တော့တွဲဆုံဆွေးနွေးအားလုံးပါဝင်တဲ့ညီလာခံတုံ့မှုစုရက်တစ်ခုဒီလာမဲ့ရွေးကောက်ပွဲအလွန်ကာလမှာ အလွန်တရာလုပ်ဖို့လိုအပ်ချက်ဖြစ်တယ်အဲ့ဒါမှ DNC ကို boost လုပ်တယ်